ားလုံးပဲမင်္ဂလာပါဗျာပြန်လောကပြည့်မှန် YouTube Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ညမှာကျွန်တော်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဆက်လက်ကောင်းလေးကတော့ရှင်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာတောင်းတော့ကလိုက်ပါလာတဲ့နှုတ်ဆုံးခီးတယ်လို့အမည်ရတဲ့ပြန်လောကပြည့်မှန်ဆက်လက်ကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးပါမယ်ခင်ဗျာဒါဆိုရင်ဆက်လက်လေးကိုစလိုက်ကြရအောင်ဗျာနောက်ဆုံးခီးတဲ့မူချုံစာပြုတ်နေပြီရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာအောင်မင်္ဂလာခီးတဲ့ဒီ express ကားကြီးတစ်စီးကတဟုန်ထုံမောင်းနေနေတယ် ားပေါ်မှာကြီးတဲ့အဖြစ်ကြီးပါပါတယ်ကျွန်တော်ကတော့သူစိုးကြီးရဲ့တပည့်ရှင်နောက်လိုက်မောင်ပေါ့ဆာပါတက်က19နှစ်ပဲရှိသေးပြီမဲ့ဒီကလောကထဲကိုကြောက်နေတာလုံးနှစ်ကြီးပါရှိနေပြီညကုန်းနိုင်လာမှာတရားတစ်ဆက်၅မိုင်မှာရှိတဲ့အင်းရခိုင်စားတော့ဆိုင်တစ်ခုမှာကြည့်တရှင်းလာပြီး ခီးတွေများနေတူညစာစားကြတယ်ကျွန်တော်နဲ့ကိုစိုးကြီးလည်းသမင်းကျော်တပွဲစီစားပြီးတော့ကားပေါ်ကိုပြန်တက်ခဲ့ကြတယ်ကိုစိုးကြီးကဟဲ့ကောင်ပေါ့စာခီးတွေတွေစေအောင်ဟုတ်ကဲ့ဆရာကျွန်တော်လည်းမမစရေးစာအုပ်ကင်ကတယောက်ချင်းလိုက်စစ်တယ် အားလုံးကစုံတယ်။ဒါပေမဲ့ကာယံနောက်ဆုံးတန်းနောက်ဆုံးခုမှာခီးတဲ့တယောက်ဒူးလာတာကိုကျွန်တော်တတိထားမိလိုက်တယ်။အသက်50ရွယ်ဝင်းပိန်ရှိရှိနဲ့မျက်နှာကဖြူဖြောင့်နေပြီးတော့မျက်လုံးများကအထင်းကိုချိန်ဝင်နေတယ်။ဘူးထားတဲ့အင်ဂျီလက်ရှိနဲ့ပစိုးကလည်း ဖြူစွနေတယ်။ဒါနဲ့ကျွန်တော်လေဥလေးလက်မပြပါခင်ဗျာ။သူကဘာမှပြမပြောပဲကျွန်တော်ကိုစိုက်ကြည့်နေတယ်။သူအကြည့်ကရေခဲတော်လိုပဲအေးဆက်ဆက်အကြည့်နေဆိုတော့ကျွန်တော်ကြောထဲမှာစိတ်ကနေဖြစ်သွားခဲ့တယ်။ဦးလေး ့ဦးလေးလက်မဝထားရလားအကောင်တစ်ချိန်လေးပြတယ်ပြီးတော့သူ့ရဲ့အင်ဂျီအက်ကက်ထဲကထောက်ထားတဲ့ငွေစက်ကိုအဟောင်းလေးတစ်ချွက်ကိုထုတ်လာပေးတယ်ကျွန်တော်ယူကြည့်လိုက်တော့နှထောင်းတဲ့အဟောင်းလေးတစ်ချွက်ပါဦးလေးဒါကလည်းမဟုတ်ဘူးလေဘယ်မှာဝယ်ထားတာလဲလို့မေးတော့သူက အာအပြစ်ဘက်ကိုလက်ယိုးထိုးပြတယ်။အဲဒီနေရာမှာဘာမှမရှိဘူး။ငုံမဲနေတယ်။ဒီအုတ်ကြီးပဲရှိတယ်။ကျွန်တော်စိတ်ထဲမှာဒူးဆန်းနေပြီမဲ့လူကြီးတယောက်ဖြစ်နေတဲ့အတွက်ဦးစိုးကြီးကိုပဲတော့ပြောပြလိုက်တယ်။ဆရာတောင်းနောက်ဆုံးခေါမှာလူတယောက်ပုံနေတယ်။လက်မှတ်လည်းမရှိဘူး။ဦးစိုးကြီးက ကန်းနှုတ်ကြည့်မှန်ကနေတဆင်လမ်းကြည့်လိုက်ပြီးအေးထားလိုက်ကွာလမ်းကြုံလက်ချင်တဲ့လူနေမှာပေါ့ပတ်စံပဲယူထားလိုက်လို့ပြောတယ်ကျွန်တော်လည်းအဲ့ဒီလူကြီးစီပြန်သွားပြီးဦးလေးမေမဆင်းမလဲလို့မေးတော့သူကရှင်နာကတုတ်တံမှာဆင်းမယ်လို့တူတူလေးပြန်ပြေးတယ် သူ့အတန်ကလေထဲမှာတိုးဝင်ပျောက်ကွယ်သွားသလိုမျိုးပါကျွန်တော်ချစ်တီမွေးခြင်းတွေထသွားခဲ့တယ်တုတ်တန်းဆိုတာဒီလမ်းပေါ်မှာမရှိဘူးဗျာကျွန်တော်လည်းခြိုင်ခုံအလွတ်တစ်ခုံပေါ်မှာဝင်ချိုင်လိုက်ပြီးသူ့ကိုမတိမတာအကဲကတ်နေမိတယ်သူကတော့ဒီတင်းပေါက်ကနေအပြင်ဘက်ကိုပဲငြင်းကြည့်နေတယ်ဖြည်းဖြည်းနဲ့ ကားကမိုင်တိုင်းနေရာနာကိုလျှောက်လာနေပြီ။မဝင်ချင်တစ်ခုလုံးလဲအိတ်စိတ်ကြီးတက်နေပြီ။ကားမောင်းတန်ကလွဲလို့ဘာတမ်းမှမချရဘူး။ရှုပ်တရ။ရက်ရှက်ပြီပါ။မာဒီမာစင်းမယ်။အဲ့ဒီလူကြီးအတန်။သူရဲ့အတန်က စောစောကနေမတူပဲနဲ့စူးချနေတယ်။ဦးစိုးကြီးနဲ့နှက်ပြီးခေါင်းကိုပြဲအောက်လိုက်တယ်။ညာကြီးမဘယ်တော့မလုပ်လဲဗျာ။ကားဆက်ပြာကိုတူးနိုင်တာမေးလိုက်တယ်။ဒီနေရာကတော့လေခေါင်းလုံးဖြစ်နေပြီးဘာမှမရှိဘူး။ငါအေး နော်အဲ့ဒီမှာပြောပြောဆိုဆိုနဲ့အဲ့ဒီလူကြီးကကားတကားရှိတဲ့နေရာကိုရှောက်သွားနေတယ်။နန်းလျှောက်တဲ့ပုံစံကလည်းရှေ့ထောက်တစ်ဖက်ကိုတရုတ်တိုက်ဆွဲပြီးရှောက်နေတယ်လို့ပဲ။ကားတကားဖွင့်ပြလိုက်တော့သူကအမောင်ထုတဲ့ကိုစင်းသွားခဲ့တယ်။သူစင်းသွားတာနဲ့တပြိုင်တည်း ကားထဲမှာအလုံးစိုးရတဲ့အအအနတ်ကြီးတခုကလွမ်းရှုံသွားခဲ့တယ်။ဒီတဲ့တွေလည်းမခံနိုင်တော့နှာခေါင်းပိတ်ကြကောင်းပြီ။မာနကြီးလည်းကွာအမူးလိုက်တာ။သူဆိုကြီးလည်းမိလူကြီးကားကိုပြန်မောင်းထွက်ခဲ့တယ်။ကျွန်တော်ကတော့သူစင်းသွားရအောင်ချူတဲ့ကိုလမ်းကြည့်နေမိတယ်။ ြည့်နေရင်းမှာပဲကျွန်တော်ရဲ့တကူလုံးစစ်သည်မွင်းကြီးတွေထောင်ချသွားခဲ့တယ်အမောင်တဲကအဲ့ဒီလူရဲ့ပုံရိပ်ဟာတဖြည်းဖြည်းပြောက်ွယ်သွားတာမဟုတ်ပဲနဲ့မြေကြီးတဲကိုတဖြည်းဖြည်းချင်းနှစ်ဝယ်သွားနေတယ်သူ့နှလုံးတွေကအေးဆက်ဆက်အမျိုးကြီးစွာနဲ့နောက်ဆုံးအချိန်အထိကားရှိရာကိုပဲစိုက်ကြည့်နေခဲ့တယ်။နောက်ဒီမနက် မန္တလေးလျှောက်တော့ဒီအဖြစ်အပျက်ကိုကေဘူးအားပြောပြဖြစ်ခဲ့တယ်။ကေဘူးဦးကျော်ကညနာတစ်ချက်ပြတ်သွားပြီးလူခဲ့တဲ့တစ်ဘက်ကအဲ့ဒီမိုင်းတိုင်နေရာနားမှာလူတယောက်ကားတိုက်ခတ်ရပြီးဝဲချင်းပြီးတိတ်သွားတယ်။အလောင်းကိုဘယ်သူမှလာမထုတ်တော့အမြအနာကတုတ်တယ်ပါပဲ။မြုပ်လိုက်ရတယ်။မင်းတို့တွေ့ခဲ့တာသူပဲဖြစ်မယ်လို့ပြောပါတယ် အဲဒီစကားကိုကြားပြီးကျွန်တော်နဲ့ကိုစိုးကြီးတို့လည်းအတော်လေးတောင်းလောက်ချောက်ချာသွားခဲ့ရတယ်။အဲဒီနေ့ကစလို့ညဘက်ကားမောင်ရမယ်ဆိုရင်ကျွန်တော်တို့ရဲ့ရင်ထဲမှာထိတ်လန့်မှုတွေကအမြင်ဆွဲကြံနေတော့တယ်။အမြင်လမ်းမကြီးရဲ့အမောင်ချုပ်ထဲမှာနောက်ဆုံးခီးတဲ့တယောက်ဖြစ်သူအမြဲတမ်းလိုက်ပါနေမလားလို့တွေးမိတိုင်းစစ်တီမွေးကြီးတွေ ထောက်ထားလာစမြဲပါပဲဟုတ်ကဲ့အလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီစက်လန်လေးကိုရေးသားတင်ဆက်သူတန်အောင်စင်ပါခင်ဗျာကျွန်တော်ရဲ့တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းပေမဲ့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာတကယ်လို့ ဒီဆက်နံလေးကိုကြိုက်နေတက်ခင်မဲဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့အတိတ်တင်တိုင်းကြည့်ရဖို့ဗီနာက notify bell လေးကိုနှိပ်ပြီးအားပေးသွားဖို့တောင်းဆိုချင်ပါလေခင်ဗျာနောက်ဗီဒီယိုမှာလည်းဒီထက်ကောင်းတဲ့ဗီဒီယိုနဲ့အတူပြန်လည်ဆုံတွေ့ချင်ပါတယ်ဗျာ